ဆွမ်းခံကြွားလာတဲ့ပုဂ္ဂိုလ်ဆွမ်းလို့ရတယ်ဆိုတဲ့ကုသိုလ်အန္တမကြီးမားတဲ့ကုသိုလ်ဖြစ်ရှင်နုရုဒ္ဓမတိမြတ်ဆွမ်းခံကြွားလာတာကိုဆွမ်းလေးတစ်စွမ်းလောင်းလိုက်ရတဲ့အိနကနတ္တာဟာအဘိဓမ္မာဒေသနာတော်အဘိဓမ္မာတရားပွဲကြီးမှာမေရောမိနတ္တာအနိမထိုင်ပြီးတော့မြတ်စွာဘုရားနဲ့အနိကဆုံးနေရာမှာထိုင်ပြီးတော့တရားနာနိုင်လောက်အောင်ဘုန်းတော်ကြီးကြီးမာတယ်ပေါ့ ထမေချောင်းစီအောင်သာသနာ့ဘမှာလှူခဲ့တဲ့အင်ကုရလက်သားကြတော့ဖះနာမှာအရင်ရောက်နေလင်းကစားဘုန်းတော်ကသေးငယ်သည့်အတွက်ကြောင့်သူ့ရဲ့ဘုန်းတော်ကြီးတဲ့နတ်တွေလာတဲ့အခါဆုတ်ဆုတ်ပေးလိုက်ရတယ်၁၂ယူဇနာလောက်ဖះနဲ့ဝေးကွာသွားတဲ့နေရာရောက်သွားဒါကြောင့်မို့ဆွမ်းလောင်းလူရတဲ့ကုသိုလ်စေတနာရဲ့ဆွမ်းအားဟာအရှင်ဝါဓမ္မကြီးတယ်လို့ဆိုတာဝန်တာစရာမှတ်သားထားပြီးတော့ တို့တွေဟာအမောမြတ်ဆုံးကုသိုလ်လုပ်ငန်းကြီးကိုလုပ်နေသည့်အတွက်ကြောင့်မောမြတ်တဲ့စိတ်ဓာတ်နဲ့တို့တွေလောရမှာဖြစ်တယ်ဆိုတာစိတ်ထဲနှလုံးထဲမှာမှတ်သားထားဖို့လိုအပ်တယ်